ဘယ်ယာမမတီမြဲဘူးဆိုတာကိုတက်သေးပြလိုက်တဲ့ဆိုရွာလာတဲ့အိန္ဒိယဖြစ်စဉ်မင်္ဂလာပါပိတ်သက်ကြီးရှင်ရှင်းလူကြီးရဲ့စကားကတော်လေးမှန်ကန်ခဲ့ပြီးနိမင်ညပြောင်ဆိုတဲ့စကားကလက်ကားတက်တက်ထားခဲ့တာမျိုးမဟုတ်ပါဘူးခေတ်ကာလချင်းနေနေဘာမှမသိတဲ့လောကကြီးမှာတော့ဒီဖြစ်စဉ်ကအကုန်လုံးကိုထိတ်လန့်သွားစေခဲ့တာပါမနှက်ပြန်ဆိုတာသိကြတာမဟုတ်ဘဲမိုးလင်းတာနဲ့မျက်လုံးလေးပွင့်ပြီးအနာဂတ်ကိုမြင်ရတာကတရက်သက်ရှင်နေပါလားဆိုပြီးအတော်လေးဝမ်းသာရတဲ့ချင်းနေပါ ဒီဖြစ်စဉ်ကတော့ဘဝပေါင်းများစွာကိုအတော်လေးဖျက်ဆီးသွားခဲ့ရပြီးမိသားစုတစုလုံးကိုပါဆုံးရတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာပါဇော်လစနီယနေ့ကဖြစ်ပွားခဲ့တဲ့အိန္ဒိယနိုင်ငံလေယာဉ်မတော်တဆမှုမှာတော့လူပေါင်းများစွာရဲ့တပ်တွေကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဒီထဲမှာမှပိုပြီးဝန်းနေစရာကောင်းတဲ့မိသားစုအကြောင်းလေးရှိနေပါတယ်။အိန္ဒိယနိုင်ငံကနေလန်ဒန်ကိုထွက်ခွာတဲ့လေယာဉ်ကတော့ကောင်းကင်ကိုတက်ပြီးမကြခင်မှာပဲဆူရတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လန်ဒန်ကိုမရောက်ဘဲလန်ဒန်ဝက်မှာပဲလူနေရပ်ကွက်တစ်ခုကိုပြန်ချလာပြီးလူပေါင်းများစွာရဲ့တပ်တွေကိုပါဆုံးရှုံးနိုင်ရတယ်လို့ကလီနီရဲ့တပ်ကိုပါပေးဆက်လိုက်ရတာဖြစ်ပါတယ်။ဒီလိုလေရင်ဖြတ်ချချိန်မှာတော့ဒူဆန်စွာနဲ့ဖျားရှင်ရဲ့ကဲတင်မှုကြောင့်တယောက်တည်းတက်ရှင်ကျင်းခဲ့တာဖြစ်ပါတယ်။တို့တော့တဟောင်းတော်လေးကိုကန်ထူတာဖြစ်ပြီးဘလို့မှမဖြစ်နိုင်တဲ့အခြေအနေမှာချန်ရစ်ခဲ့တာဖြစ်ပါတယ်။ဒါရီနေမကသေးပါဘူး။သူကိုယ်တိုင်တော့သူဟာဝိညာဉ်တကောင်လို့ထင်ရတဲ့အထိပါပဲ။ သူအိန္ဒိယနိုင်ငံသားမဟုတ်ဘဲဗြိတိန်နိုင်ငံသားတစ်ယောက်ဖြစ်တာကြောင့်အတော်လေးထူးဆန်းတဲ့အံ့ဖွယ်တစ်ခုဖြစ်သွားခဲ့ပါတယ်။တခြားသူတွေကတော့ကိုလုံကွယ်လုံကင်းရတာဖြစ်လို့အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကိုယ်တိုင်ကလည်းတော်လေးဝမ်းနေနေကြတာဖြစ်ပါတယ်။ဒီလိုကျန်ရစ်ခဲ့တဲ့သူတယောက်အနေနဲ့ကံကောင်းခဲ့ပေမယ့်တမီသားစုလုံးဆုံးရှုံးသွားရတဲ့ခြေကွဲဆရာဖြစ်ရလဲရှိနေပါသေးတယ်။ခုလိုဝမ်းနေဆရာကောင်းတဲ့မိသားစုလေးကတော့မိသားစု၅ယောက်လုံးကိုတူတူသေမင်းကခေါ်ဆောင်သွားတာဖြစ်ပါတယ်။ သူတို့မိသားစုကတော့ဒီလိုမျိုးဖြစ်မျိုးနဲ့ကြုံရမယ်လို့မသိပဲလေရင်ပေါ်တက်ချိန်မှာပဲမိသားစုလိုက်ပျော့ပျော့ပါပါပုံတွေရိုက်ကူးနေတာဖြစ်ပါတယ်။သူတို့မိသားစုကတော့သူတို့ရဲ့ဘဝကိုထိထက်ပုံပြီးအစင်တန်းမြင့်ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်မှုလန်ဒန်ကိုပြောင်းရွှေ့နေထိုင်မှုတွင်လေရင်ပေါ်ပါဝင်လာခဲ့တာပါ။ဒါပေမဲ့ကန်တရားရင်မျက်နှာသာမပေးမှုကြောင့်တမိသားစုလုံးစိုးရွားတဲ့အဖြစ်နဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။ ။လေရင်ပေါ်ပါလာတဲ့လူတော်တော်များများကတော့သူတို့ရဲ့ဆွံ့ရတဲ့ကံကိုမမြင်မိ။သူတို့ရဲ့လှပပြီးပျော်ရှင်နေတဲ့ပုံတွေလေးကိုနောက်ဆုံးအနေနဲ့ရိုက်ခဲကြတာဖြစ်ပါတယ်။မတင်တားဖြစ်စဉ်ကသူတို့ဘွားကိုပြီးတိုင်ဆုံးရှုံးသွားစေပြီးနောက်ကဒီလိုလှပုံလေးတွေမရိုက်နိုင်တော့ဘဲလောကကြီးကိုတော့မမြင်ရတော့ပါဘူး။အိန္ဒိယနိုင်ငံရဲ့ဆွံ့ရတဲ့ဖြစ်စဉ်ကြောင့်မိသားစုတော်တော်များများကဝမ်းနည်းပူဆွေးမှုတွေကိုခံစားနေရတာဖြစ်ပါတယ်။ ။နေရင်ပေါ်လိုက်ပါတဲ့သူတွေထဲမှာလည်းအိန္ဒိယနိုင်ငံရဲ့ဖုတ်တန်တွေပါဝင်တာကြောင့်နိုင်ငံဆုံးရှုံးမှုကိုပါတော်လေးဖြစ်သွားစေတာပါ။လူတတော်များများကိုလည်းလောကကြီးထဲကထွက်သွားစေပြီးအိန္ဒိယနိုင်ငံရဲ့ဝန်ထင်းစရာကောင်းတဲ့နေလေးတနေလေးဖြစ်သွားခဲ့ပါတယ်။မတိမဲတဲ့လောကကြီးမှာဘယ်ယာမပုံတိမှတ်လို့မရတာကြောင့်ရှိနေတုန်းမှာရှားအလုံးကိုတန်မှုထားဖို့မမေပါနဲ့။လောကကြီးကပြီးထွက်ခွာသွားမှဘာမှပြင်ဆင်လို့မရတာကြောင့်အရာရာကိုတန်မှုထားလေးစားသင့်တယ်လို့သင်ခန်းစာတွေပေးနေတာပါ။ အိန္ဒိယနိုင်ငံရဲ့ဖြစ်စဉ်ကိုနိုင်ငံတကာကတော်လီဝမ်းနဲ့ကြေကွဲကြောင်းထုတ်ပြန်လာကြပါတယ်။